ကျွန်တော်တို့မှာ MacBook တစ်လုံးရှိမယ်။ဒါပေမဲ့ Windows OS ကိုလည်းသုံးဖို့လိုနေတယ်။ဒါဆိုရင်လွယ်ကူတဲ့နည်းလမ်းနဲ့ Windows OS တစ်ခုလုံးကိုဘယ်လိုသုံးလို့ရနိုင်မလဲ။ဒီမှာဆိုရင် Mac OS ထဲမှာပဲ Windows OS တစ်ခုလုံးကို application တွေတစ်ခုကြားခံပြီးတရားဝင်သုံးနေတာကိုတွေ့နိုင်ပါတယ်။ Mac OS သုံးနေ Windows သုံးဖို့လိုလာရဲဆိုပုံမှန်အဖြစ် MacBook ကို restart ချတယ်ပြီး Boot Camp ကိုသွားတယ်။အဆင်ပြေတယ်ဆိုပေမဲ့တကယ်တမ်းတော့အလုပ်ရှုပ်ပါတယ်။ Windows သုံးဖို့လိုလာရင်ကလစ်တစ်ချက်တစ်ချက်နှိပ်ပြီးတော့ပဲသုံးချင်တာပါ။ဒါဆိုရင် Mac OS ထဲမှာပဲ Windows 11ကိုတပြိုင်တည်းအသုံးပြနိုင်မယ့်နည်းလမ်းရောရှိနိုင်မလား။โอเคရှိပါတယ်ပြီးတော့လိုအပ်တဲ့အချိန်မှာလိုအပ်သလောက်ကြိုက်သလောက်အသုံးပြနိုင်ပါတယ်ပြီးတော့အရင်လဲလွယ်ကူပါတယ်ဒီဗီဒီယိုလေးထဲမှာဆိုရင် Mac OS အတွင်းမှာပဲ Windows 11ကိုတပြိုင်တည်းအသုံးပြလောက်ရနိုင်မယ့်နည်းလမ်းကိုကျွန်တော်အသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလိုအပ်တဲ့ software လေးတွေကတော့ VMware Fusion Pro Windows 11 ISO file VMware Tools တို့ဖြစ်ပါတယ် VMware Fusion ကို download ဆက်ဖို့တဲ့ account registration လောက်ရပါမယ်အဲ့ဒီအတွက်ကျွန်တော်တို့ဒီ email address ထည့်ပေးပါမယ်ပြီးအောက်မှာပေးထားတဲ့စာလုံးလေးတွေကိုမှန်မှန်ကန်ကန်လေးရိုက်ထည့်ပေးပါမယ်ပြီးရင်တော့ next ကိုတစ်ချက်ကလစ်ပါမယ် ဒီညလေးရောက်ပြီဆိုရင်တော့ကျွန်တော် email တွေကိုရောင်းလာတဲ့ကဏ္ဍ6လုံးလေးကိုဖြည့်ပြီးတော့ verify လုပ်လိုက်ပါမယ်။ပြီးရင်တော့ဒီညမှာဒီ registration အတွက်ဖြည့်ပေးရမယ့်ဟာလေးတွေကိုဖြည့်ပေးလိုက်ပါမယ်။ဒီ country မှာဆိုရင်လည်းခြိုက်တာရွေးလို့ရပါတယ်။ job title လည်းခြိုက်တာရွေးလို့ရပါတယ်။ password လည်းကိုခြိုက်တာထားလို့ရပါတယ်။ပြီးရင်တော့ accept ကိုနေပြီးတော့ create account ကိုတစ်ချက်နေလိုက်ပါမယ်။ successful ဖြစ်သွားပြီဆိုရင်တော့ဒီအောက်ဆုံးမှာရှိတဲ့ I'll do it later ကိုတစ်ချက်နေလိုက်ပါမယ်။ကျွန်တော်ကတော့ password ကို iCloud keychain နဲ့မှာပဲ save ထားလိုက်ပါမယ်။ ပင်တော့ close ကိုနှိပ်လိုက်ပါမယ်။ဒါတော့ login လုပ်ရမယ်နေရာလေးပါ။ username နဲ့ password ပေါ့နော်။စစောဖြည့်ခဲ့တဲ့ username နဲ့ password ကိုကျွန်တော်ရက်ထည့်ပေးလိုက်ပါမယ်။ပင်တော့ sign in လုပ်လိုက်ပါမယ်။ဒီနေရာလေးရောက်ပြီဆိုရင်တော့ download ဆွဲဖို့တဲ့ my downloads ကိုတစ်ချက်နှိပ်လိုက်ပါမယ်။ပင်တော့ဒီ here ဆိုတဲ့စာလေးပေါ်မှာတစ်ချက်နှိပ်လိုက်မယ်။ပင်အောက်လေးကိုနည်းနည်းဆွဲပြီးတော့ VMware Fusion ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်။ပြီးရင်တော့ဒီနောက်ဆုံးထွက်လာတဲ့ version number ပုံမှာတစ်ချက်နှိပ်လိုက်ပါမယ်။ ပြီးဒီ I agree to the terms and conditions ကိုရွေးပြီးတော့ download ခလုတ်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့အလားကိုနှိပ်ပြီးတော့ download ဆွဲတဲ့လုပ်ငန်းစဉ်လေးစပါပြီ။ Okay နောက်တစ်ဆင့်ကကြတော့ကျွန်တော်တို့ Windows 11 ISO ဖိုင်ကို download ဆွဲရမှာပါ။ဒီတရားဝင် website ကိုတွားပြီးပြီဆိုရင်တော့အောက်လေးမှာရှိတဲ့ ဒီ download ပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်က download ဆွဲရမှာက ARM 64အမျိုးအစားကို download ဆွဲရမှာပါအဲ့ဒီတွေကျွန်တော်ကဒီ here ဆိုတဲ့စာလေးပေါ်မှာနေရမှာပေါ့နော် window level ပဲဆိုပေါ် ARM အဲ့ဒါလေးပေါ်မှာတစ်ချက်နေလိုက်ပါမယ်ဒါဆိုရင်ပြီးရင်အဲ ARM 64အမျိုးအစားလေးကိုယူပြီးတော့ download now နေလိုက်ပါမယ် language ရွေးပါမယ်ပြီးရင်တော့ confirm ကိုနေပြီးတော့ download now ဆိုတဲ့ခလုတ်လေးကိုတစ်ချက်ထပ်နေလိုက်ပါမယ်ဒါဆိုရင်တော့ download ဆွဲပါပြီ အားလုံး download ဆွဲကြရရှိရဆွဲပြီးသွားရဆိုတော့ဘူယံ wifi ရှင်ကို install လုပ်ပါမယ်ကလေးနှစ်ချက်နေလိုက်ပါပြီးရင်ဒီ icon လေးပေါ်မှာပဲနောက်ထပ်ကလေးနှစ်ချက်ထပ်နေလိုက်ပါမယ်ဒါဆိုရင်တော့ဆက်ပြီးတော့ install လုပ်ပါပြီဒါတော့ mapbook ရဲ့ password ကိုတစ်ချက်နေလိုက်ပါမယ်ပြီးရင် okay လုပ်ပါပြီးရင်တော့ကျွန်တော် agree ကိုတစ်ချက်နေလိုက်ပါမယ်ပြီးရင် done ကိုတစ်ချက်နေလိုက်ပါမယ်ဒီလိုလေးပွင့်လာပြီဆိုရင်တော့စောစော download ဆွဲထားတဲ့ ARM64 အမျိုးအစား ISO ဖိုင်လေးကိုဒီဆွဲထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့ continue ကိုတစ်ချက် click လိုက်ပါ။ new ရဲ့ဖိုင်မှာရွေးပြီးတော့ continue ကိုနှိမ့်လိုက်ပါမယ်။ဒီနေရာမှာ password ကိုအာထားဖို့လိုရပါတော့လိုရပေါ့နော်။အဲထားဖို့တည်းဆိုရင် auto generate password ကိုနှိမ့်လို့ရပါတယ်။ auto generate password ကိုနှိမ့်လိုက်ရင် password လေးတွေအလိုလျောက်ထွက်လာပါမယ်။အဲ့ဒီ password လေးကို copy ကုပြီးတော့ကျွန်တော်တခြားတနေရာမှာမှတ်ထားပေးပါ။ ဒီ password လေးမမေ့ဖို့အတွက်ဆိုရင်ကျွန်တော်ကဒီ iCloud key chain ထဲမှာလည်းမှတ်ထားလို့ရပါတယ်။အဲ့ဒီတော့ဒီ remember password ဆိုတာလေးကိုအမှန်ချစ်ပြီးတော့ကျွန်တော်ကရွေးလို့ရပါတယ်။ပြီးရင်တော့ continue ကိုတစ်ချက်နှိပ်လိုက်ပါမယ်။ပြီးရင် finish ကိုတစ်ချက်ထပ်နှိပ်ပါမယ်။ဒါတော့ virtual machine file ကိုဘယ်နေရာမှာ save လုပ်မယ်ဆိုတာပြောပါပါတော့။ပုံမှန်ပဲ home folder ရဲ့အောက်ဆုံးမှာ virtual machine file folder လေး ਨੇ ဒီ default နာမည်လေးနဲ့ထားလိုက်ပါတယ်ပြီးရင်တော့ save ကိုနေပြီးတော့ Windows 11ကို install ဆက်လုပ်ပါပြီခဏလေးစောင့်ပေးပါမယ်ဒီနာမှာဆိုရင်တော့အဲဒီ language နဲ့ currency format တွေကိုရွေးပေးပါမယ် language ကတော့ UK ပဲထားလိုက်ပြီးတော့ဒီ currency format ကတော့ United States ထားလိုက်ပါတယ်ပြီးရင်တော့ next ကိုနေလိုက်ပါမယ် import method မှာ US ပါပဲ โอเคဒီနေရာမှာဆိုရင် agree လုပ်ပြီးတော့ install window 11ကိုယူလိုက်ပါတယ်အဲ product key ကတော့ i don't have a product key ကိုယူလိုက်ပါတယ်ပြန်တော့ဒီနေရာမှာ window 11 edition ကိုရွေးရပါမယ်ကျွန်တော်တော့ဒီနေရာမှာ window 11 home ကိုပဲရွေးလိုက်ပါတယ်ပြီး accept ဒီနေရာမှာလည်းဘာမှလုပ်စရာမလိုပါဘူး next ကိုပဲ check လုပ်လိုက်အောင်ပါပဲပြီးတော့ install တစ်ချက်နေလိုက်ပါတယ်ဒါဆိုရင်တော့ window 11 installation

အဲဒီ region ရွေးရအောင်ပေါ့နော်ဒီနေ့မှာ region တက်ပြီးရောမရွေးသေးပဲနဲ့ internet ကို bypass လုပ်ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ Microsoft account ကြီးနဲ့ကျွန်တော်တို့မချိတ်ချင်လို့ပေါ့နော်။အဲ့ဒီတော့ကျွန်တော်တို့ keyboard ကနေ shift ကဲ fn ရဲ့ f10 ရေကိုတွဲပြီးနေလိုက်ပါ။ဒါဆိုရင်တော့ command prompt လေးတက်လာပါမယ်။အဲ့ထက်မှာ oobe bypass enter လို့ရိုက်ပြီးတော့ enter ခေါက်လိုက်ပါမယ်။ enter ခေါက်လိုက်တဲ့နဲ့ restart ကြတော့ပါမယ်။ခဏလေးစောင့်လိုက်ပါ။ ပြီးရင်တော့ဆော့ဆော့နေရာလေးကိုပဲပြန်ရောက်လာပါမယ်။ဒီနေရာရောက်ပြီဆိုတော့ကျွန်တော် region ကိုတကယ်ရွေးပြီးတော့ yes ကိုနှိပ်လိုက်ပါမယ်။ပြီးရင် keyboard လေးရောက်ဒီမှာရွေးလိုက်ပါမယ်။ yes လုပ်လိုက်ပါမယ်။ escape လုပ်ပါမယ်။အဲဒီနေရာမှာ I don't have internet ကိုရွေးပါမယ်။ဒီနေရာမှာဒီ user account name ပေါ့နော်။ထည့်လိုက်ပါမယ် password ကလည်းကျွန်တော် blank ပဲထားလိုက်ပါမယ်အဲဒီနေရာမှာတော့အကုန်လုံး privacy setting မှာတော့အကုန်လုံး turn off လုပ်ပြီးတော့ accept ကိုပဲနေလိုက်ပါမယ် ကေဒါဆိုရင်တော့နောက်ထပ်နည်းနည်းလေးထပ်ဆောင်ပေးပါမယ်ဒီနေ့ကလည်းကျွန်တော်ဗီဒီယိုလေးကိုနည်းနည်းလေးမြန်လိုက်ပါမယ်အဲဆိုရင်တော့ Windows 11တက်လာပါပြီ။နောက်ဆုံးတစ်ခုလုပ်ဖို့လာတာကတော့အဲ VMware 2ဆိုတဲ့ software လေး install လုပ်ဖို့လိုပါပါ။ဒါကြောင့်လဲဆိုရင် internet တွေ graphic တွေမှန်အောင်လို့ပေါ့နော် resolution တွေမှန်အောင်လို့ပေါ့။အဲ VMware 2ကို install လုပ်ဖို့အတွက်ဒီ menu bar ပေါ်က virtual machine ဆိုတာလေးကိုနှိပ်ပြီးတော့ install VMware 2ကိုနှိပ်လိုက်ပါမယ်။ ပင် install ထပ်နေပြီးတော့ညာဘက်အောက်ဆုံးတောင်မှတက်လာတဲ့ pop up လေးပေါ်မှာနေမယ်ပြီးရင်တော့ run setup.exe လေးကိုတစ်ချက်နေလိုက်ပါမယ်ပြီးရင် yes လုပ်လိုက်ပါမယ်အဲ window မှာ application တွေကို install လုပ်တဲ့ထုံးစံအတိုင်းပဲကျွန်တော်က next 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 ကိုပဲတစ်ချက်နေလိုက်ပါမယ်။ဒီ VMware tools ကို install မလုပ်ဘူးဆိုရင်ကျွန်တော်ကဒီ virtual machine ကိုအချုပ်ချက်လုပ်တယ်ဆိုရင် resolution ကိုမှန်မှန်ကန်ကန်တိုင်းလိုက်ပြောင်းမပေးလို့ပါဘောနော်။ Okay ကျွန်တော် install လုပ်ပြီးသွားပြီ finish ကိုနှိပ်လိုက်မယ်။ ပင် yes ကိုနှိပ်ပြီးတော့ restart ကိုချပစ်လိုက်ပါမယ်။ဒီ VMware tools ကို install လုပ်ပြီးသွားပြီဟုတ်ပြီဆက်ဆွားလို့မျိုး virtual machine window ကိုပေါ့နော် VMware fusion window ကို ကျွန်တော်ကအချုံချက်လုပ်တယ်ဆိုရင်ကျွန်တော်တို့အချုံချက်လုပ်တဲ့ size အတိုင်း ူက resolution ကိုမှန်မှန်ကန်ကန်နဲ့လိုက်ပြောင်းပေးမှာပေါ့နော်။ဥမာဘယ်ဘက်ကခြုံခြုံညာဘက်ကခြုံခြုံတောင်အားခြုံခြုံပေါ့နော်။ခြုံလိုက်ချက်လိုက်လို့ဒီဖြစ်စေ resolution ကိုအမှန်တိုင်းလိုက်ပြောင်းပေးမှာပေါ့နော်။ full screen ပြောင်းနေဆိုရင်လည်း resolution ကိုတော့အမြင့်ဆုံးအထိလိုက်ပြောင်းပေးမှာပါ။ okay ဒါကတော့ကျွန်တော်တို့ Windows 11ကို macOS မှာတရားဝင်နီးလန်းနဲ့တရားဝင် software ကိုတုံးပြီးတော့ကျွန်တော်တို့ install လုပ်ခဲ့ခြင်းဖြစ်ပါတယ် ျွန်တော်တို့ရဲ့ channel လေးတွေကျေးဇူးပြုပြီးတော့ subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးများရည်တင်ပါတယ်ခင်ဗျာ။